ကြိုက်တယ်ပြီးတော့ဒီမင်းသားရဲ့ပေါ့နော်ဒီဇလိုက်ရဲ့ဒီရေသားလေးကခိုးထောင်ကားလိုက်တာကိုသဘောကျတယ်ပေါ့အဲ့ဒါပါပဲရှင်မြတ်သူနဲ့အခန်းလေးတွေကတော့အချစ်စရာကောင်းပြီးတော့ဆွေးရတာလေးပါတကယ်တကယ်ဆက်ရဲ့အဓိကကြော်ရွားတော့ဒီနောက်ပိုင်း drama ပုံများတော့ပါ ကယ်သဘောကျတယ်။အဲဆိုကိုနဲ့တွေ့တော့ဘောပါပြပြချင်းတံမောကတက်သွားပြီးတဲ့အခါကျတော့ဒီနောက်ဖုန်းဒီညီလေးကိုဖုန်းကိဘက်ပေါ့နော်ဝယ်ပေးတဲ့အချိန်မှာအာသူဖြစ်တဲ့ပေါ့နော်ဒီသူ့ရဲ့ဒီ ID emotion တွေကြိုက်တယ်။ပြီးတော့ခါကျတော့ဒီမမနောက်ကဖအေကိုပေါ့နော်မိဘတွေပြစ်တင်တယ်ဒီမိဘတွေကဒီကျွန်တော်တို့စင်းရဲမွေးလာစမှာမင်းတို့ငါ့ကိုပြောရင်ပြောမိဘတွေပြောရင်လည်းဆိုတဲ့ဟာမျိုးမှာသူ့ရဲ့ဒီမိဘတွေနဲ့ဒီမောင်နှမရဲ့ဂျာမှာသူ့ရဲ့မျိုးပါဖြစ်တဲ့အကိုကြီးတယောက်ရဲ့မြင့်တာတရားတွေအဲ့အရာတွေကိုမြင်ရတယ်ပြီးတော့ကညီမလေးလာပြီးတော့ပေါ့နော်လာပြောတဲ့အချိန်မှာအ ော့သူ့ကို personal lag တော့တယ်ကပြောလိုက်အကုန်ပေါ်အောင်မဆိုဘူးအဒီ personal lag တော့အချိန်မှာသူဖြစ်လာတဲ့ emotion တွေပေါ့နော်အဲအဲ့ဒီဟာတွေအကုန်သဘောကျတယ်အရှင်ကြိုက်တယ်အပြီးတော့အဲ့လိုပေါ့နော်ဟိုသူ့စင်မကြီးနဲ့ပြောတဲ့အချိန်တွေမှာလည်းဆိုတော့သူကဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေနဲ့မူရာတွေကလေအဲ့သူဒီဟို drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ဒီကအသက်တည်ပြရတယ်ထင်ပါတယ်အရှင်နောက်ဆုံးဇက်သိန်းကိုလည်းတော့ပေါ့နော်ဟို ဗမာကတော့ဗမာခါကြတော့ရှိတာပေါ့နော်ဗမာဆန်သွားတယ်ပေါ့ဒါပေမဲ့ဗမာဆန်မဲ့လေဗမာတွေကကြိုက်တာဗမာအများစုဂျင်းမအများစုကြည်တာဆိုတဲ့အခါကျတော့နောက်ဆုံးသသိန်းလေးလေးသဘောကျတယ်ရှင်နောက်ဆုံးသူရဲ့သသိန်းပေါ့နော်အကုန်လုံးကမှန်းထားတာ2မျိုးလေးသသိန်းကလည်း2မျိုးလေးပေါ့နော်ဆိုတဲ့အခါကျတော့မြေသသိန်းတွေသဘောကျတယ်ပြောချင်တာကမြေစာကတကယ်ကိုမြမရုပ်ရှင်စစ်စစ်ပေါ့နော်အာအင်းအော် စတော့ငါကြည့်ခဲ့ရတဲ့ဒရမာတွေကိုဒရမာဇလန်းတွေကိုယုံကြည်မှ တကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025မြင့်မြတ်ကိုဟောနော်အာကြည့်ရသလိုဘိုးအရင်တော့မြင့်မြတ်စပေါ်လာကဇကဇလန်းဇအိမ်ဖွဲ့စည်းမှုမျိုးတွေနဲ့ပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကိုဒရမာစစ်စစ်သဘောကျပြီးမျှော်လင့်နေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်တဲ့အားရမှုပြေးမယ်လို့တကယ်ကိုယုံကြည်တယ်